အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ NATO အဖွဲ့ဝင်နိုင်ငံတွေစီလုံးပြီးတမိုင်းတွင်မဲ့ကာကွယ်ရေးစစ်အသုံးစရိတ်တွေတိုးမြှင့်သွားမယ်လို့သဘောတူလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းပြည့်စုံကတော့ CNN သတင်းကဂျွန်လ25 2025ဒီကနေ့မှာတင်ဆက်သွားတာကတော့ ဥရောပနဲ့မြောက်အမေရိကနိုင်ငံတွေစုစုပေါင်း32နိုင်ငံ ပါဝင်တဲ့နေတိုးအဖွဲ့အစည်းကိုနယ်သာလန်နိုင်ငံ The Hague မှာမနေ့က6လပိုင်း24 2025မှာစတင်ပြီးတော့နှစ်ရက်တာကြာကျင်းပနေပါတယ်။သမ္မတဒေါ်နယ်ထရမ့်ကတော့အမေရိကကိုကိုးစားပြုပြီးတော့တက်ရောက်လာပါတယ်။ဗီဒီယိုလေးတွေကိုတစ်ချက်ကြည့်ပါခင်ဗျာ။ နေတိုးအဖွဲ့ရဲ့တန်တဲ့နိုင်ငံတွေကသမရတွေခေါင်းဆောင်တွေနဲ့တက်ရောက်လာကြပါတယ်။နေတိုးအကြောင်းနဲ့လေ့ရှင်းပြပေးကြပါတယ်။1945ခုနှစ်မှာဒုတိယကမ္ဘာစစ်ပြီးတာနဲ့ကမ္ဘာထိပ်သီးနိုင်ငံတွေစုယုံတိုင်ပင်ပြီးတော့1949ခုနှစ်မှာနေတိုးအဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။အဓိကရည်ရွယ်ချက်ကတော့နောက်အနာဂတ်မှာအာဏာရှင်နိုင်ငံတို့မဟုတ်စစ်လူလာတဲ့နိုင်ငံတနိုင်ငံကနေတိုးအဖွဲ့ဝင်နိုင်ငံတနိုင်ငံကိုစစ်မှတ်ပြုခဲ့လို့ရှိရင် သွေးတောက်ညီကိုတွေဖြစ်တဲ့ဂျန်နဲ့နေတိုးအဖွဲ့ဝင်နိုင်ငံ အားလုံးကအဲ့ဒီဂျန်ပြုခံရတဲ့နိုင်ငံကိုကာကွယ်စောင့်ရှောက်ပေးကြရန်ဖြစ်ပြီးတော့စစ်ရေးအရတိုက်ခိုက်ခံရမှုအပြင် နိုင်ငံရေးအရထိုးနှက်တိုက်ခိုက်ခံရတာတွေကိုလည်းဝိုင်းဝန်းကာကွယ်ပေးကြရန်ဖြစ်ပါတယ်။မနေ့ကစတင်ခဲ့တဲ့နေတိုးအဖွဲ့အစည်းမှာတော့အမေရိကနဲ့ဥရောပကထိပ်သီးနိုင်ငံပေါင်း32နိုင်ငံကသမရတွေနိုင်ငံခေါင်းဆောင်တွေတက်ရောက်ကြပြီးတော့ ဒီကနေ့ဒုတိယမြောက်နေ့မှာတော့ဆုံးဖြတ်ချက်တစ်ခုချခဲ့တာကတော့သူတို့တွေကတိကဖို့ထားခဲ့တဲ့အတိုင်းပဲနေတိုးကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့5% 900ရာခိုင်နှုန်းတိုးမြင့်ရန်သဘောတူညီခဲ့ကြပြီးတော့သမိုင်းတွင်တဲ့လှုပ်ရှားမှုတစ်ခုအဖြစ်ရုရှားကကျူးကျော်စစ်ပွဲဖြစ်နေချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်တိုးမြင့်ခဲ့ပါတယ်အခု2025မှာကျင်းပနေတဲ့နေတိုးအဖွဲ့အစည်းကြီးကိုတော့ဥဆောင်သူတမရဒေါ်နယ်ထရမ့်ကကြီးမားသော စည်းဝေးမှုတစ်ခုဖြစ်တယ်လို့ဗုဒ္ဓဦးနဲ့ကခေါ်ပေါ်ခဲ့ပြီးတော့အဖွဲ့ဝင်များတဦးနဲ့တဦးအပြန်အလှန်ကူညီရန်ဂရိကဝတ်သဘောတူညီမှုကိုထပ်မံအတည်ပြုခဲ့ပါတယ်။ဥရောပနိုင်ငံတွေဟာလုံခြုံရေးအစီအမံတွေမှာ အလွန်အားနဲ့ညံ့ဖျင်းနေကြောင်းခဏခဏဝေဖန်နေခဲ့တဲ့သမ္မတထရမ့်အတွက်တော့ဒီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်ဟာကာကွယ်ရေးစည်းရိမ်တွေတိုးမြှင့်အသုံးပြုသွားမယ်ဆုံးဖြတ်ချက်ဟာကြီးမားသောအောင်ပွဲတစ်ခုဖြစ်ပါတယ်။သမ္မတထရမ့်က ငါဟာဒီအစီအစဉ်ကိုသဘောကျတယ်အဲ့ဒါကြောင့်လဲဒီနေ့ဒီနေရာမှာငါရှိနေတာပဲလို့နှစ်နာရီခွဲလောက်ဆွေးနွေးမှုအဆုံးသတ်တဲ့အခါမှာတော့တမရထရန့်မှာသတင်းထောက်တွေကိုပြောပါတယ်အဲ့ဒီနှစ်ရက်ကြာကျင်းပခဲ့တဲ့နေတိုးထိပ်သီးနိုင်ငံတွေရဲ့စီဝေးပွဲကတော့အဓိကယူရချက်ဖြစ်တဲ့တမနိကဂတိကဘုတ်ကိုနိုင်ငံအားလုံးကထပ်လောင်းသဘောတူညီခဲ့ကြပြီးတော့အချင်းချင်းဆက်ရွေးလက်တွဲကအမေရိကရဲ့1ဘီလီယံလောက်ရှိတဲ့နိုင်ငံသားတွေကိုကာကွယ်ရန်နဲ့ အမေရိကရဲ့လွတ်လပ်ခြင်းနဲ့ဒီမိုကရေစီကိုကာကွယ်ရန်သဘောတူကြပါတယ်။နေတိုးအဖွဲ့ကအခုသုံးဆွဲနေတဲ့ကာကွယ်ရေးအသုံးစရိတ်200ခန်းလုံးမှနေပြီးတော့900ခန်းလုံးအထိတမိုင်းဝင်အောင်တိုးမြှင့်အသုံးပြုလိုက်ခြင်းဟာရုရှားကနေယူကရိန်းကိုကျူးကျော်နေတဲ့စစ်ပွဲ၄နှစ်ရှိနေပြီး Atlantic လုံခြုံရေးအတွက်ရေရှည်ချိန်ချောက်မှုနဲ့အချမ်းဖက်ဝါဒီတွေရဲ့ချိန်ချောက်မှုတွေကိုကာကွယ်ရန်ဖြစ်တယ်လို့သိရပါတယ် အဲ့ဒီကြေညာချက်မှာတော့ယူကရိန်းရဲ့အနာဂတ်ဟာ NATO အဖွဲ့ဝင်တွေပေါ်မှာမူတည်နေပြီးတော့သမ္မတထရမ့်အနေနဲ့ယူကရိန်းကိုစစ်ရေးအကူအညီတွေဆက်ပေးနေပြီးလက်နက်တွေဆက်လက်ရောင်းချပေးသွားရန်သဘောတူလိုက်ကြပြီးတော့သမ္မတထရမ့်နဲ့ယူကရိန်းသမ္မတဇလန်စကီတို့တီးခြားတွေ့ဆုံကြမှာဖြစ်ပါတယ်။အခုလို9ရာခိုင်နှုန်းကာကွယ်ရေးအသုံးစရိတ်၃ဆွဲရာမှာတော့3.5ရာခိုင်နှုန်းကစစ်ရေးအတွက် လိုအပ်တဲ့ တင့်ကားတွေဒုံးကျည်တွေစစ်တင်မောစစ်လေရင်တွေစသဖြင့်အသုံးပြုသွားမှာဖြစ်ပြီးတော့ဂျန်တဲ့1.5ရာခိုင်နှုန်းကိုတော့ကာကွယ်ရေးခင်မီနီးပညာတွေနဲ့ cyber security အတွက်အသုံးပြုသွားမှာဖြစ်ပြီးဒေါ်လာ trillion ပေါင်းများစွာကိုလည်း2035ခုနှစ်ကုန်တဲ့အထိသုံးစွဲသွားမယ်လို့သိရပါတယ်။ဒေလာသုံးသက်သူတွေကတော့မေကွန်းထုတ်နေတာကတော့အခုလိုကာကွယ်ရေးအတွက် စစ်သုံးစီးတွေတိုးမြင့်ရန်သဘောတူနေကြပေမဲ့ဥရောပနိုင်ငံတော်တော်များများဟာအခုဆိုရင်ကျွေးမီတွေများစွာရှိနေချိန်မှာနေတိုးအဖွဲ့အတွက်ဘလို့အချိုးကျထဲ့ဝင်ရမယ့်ငွေတွေထည့်နိုင်မှာလဲဆိုတာပါပဲ2029ခုနှစ်မှာအဲ့ဒီအသုံးစီးတွေကိုပြန်လည်သုံးသပ်ကြမှာဖြစ်ပြီးတော့ယူကရိန်းနိုင်ငံအတွက်စီးရေးအခုညီပေးတဲ့ဈေးရိတ်တွေကိုအဲ့ဒီစီးရေးထဲမှာထည့်သွင်းအကျုံးဝင်လိမ့်မယ်လို့သဘောတူဆုံးဖြတ်ခဲ့ကြပါဗျာ ဂျာမနီမှကောင်စစ်ဝင်တဦးကပြောသွားတာကတော့နေတိုးအဖွဲ့ကအခုလိုစစ်အုံစည်းတိုးမြှင့်လိုက်ခြင်းဟာမိမိတို့ရဲ့ငွေနဲ့မိမိတို့ရဲ့ပစ္စတဲကိုပြန်ထည့်ကျင်းတာဖြစ်တဲ့အတွက်အကျိုးမရောက်ပါဘူးလို့ပြောပါတယ်။နေတိုးအဖွဲ့ဝင်တွေကရုရှားသမ္မတပူတင်ကိုပေးလိုက်တဲ့သတင်းကတော့နေတိုးအဖွဲ့ကိုရန်စစိန်ခေါ်တာမျိုးမလုပ်မိပါစေနဲ့လို့သတိပေးလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီနေ့သတင်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကို စ조사ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube Channel လေးကိုတိုင်းနဲ့တက်ခဲ့ရင် Like and Subscribe လုပ်ပေးခဲ့သွားပါ So please take care of yourself and each other bye bye